ားလုံးဝင်ငင်လာပါမြင်တဲ့ database ကမေးပါရှင်မေးဒီနေ့ပေါ့နော်တချို့မြန်မာလေးမောင်လေးမေးကိုလက်မေးကြတယ်အလုံးနဲ့ပတ်သက်ပြီးတော့အမကြီး interview မှာဗာမေးတင်လဲဆိုပြီးလက်မေးကြရဲပေါ့နော်အဲ့တော့ကြတော့လေဟိုတချို့တွေ interview မဖြေခင်တည်းကဒီအလုံးနဲ့ပတ်သက်ပြီးဒီအလုံးဒီအပိုင်းမှာလောက်ကမယ်ဒီအလုံးလောက်ကမယ်အလုံးမျိုးစားတော့ ဘာပေါ့နော်ဘလို့အလုံးမျိုးစားဖြစ်ပါပဲပေါ့ပြီးရင်လစာတော့ဘလောက်ရပါလဲဆိုပြီးတော့အကျဉ်းချင်းဆိုင်ရွက်ကလေးတွေရကြတာမျိုးတွေရှိတယ်ဒါမေတို့ကလည်းရခဲ့တယ်ပေါ့နော်အဲ့ဒီကိုကြည့်ပြီးမေတို့ကဒီအင်တာဗျူးကိုဝင်ဖြစ်တဲ့မဖြစ်တဲ့ဆုံးဖြတ်တာပေါ့နော်ကိုကတကယ်လို့ဒီဆိုင်ရွက်ရပြီးပြီးအင်တာဗျူးဝင်ဖြစ်ပြီဆိုလို့ရှင်လဲကိုကအလုံးရှင်တစ်ထည်ကိုတိုက်ရိုက်မမေးရဘူးဆိုလို့ရှင်လဲဒါအေဂျင်စီကလူတွေရှိတယ်အဲ့တော့ကျတော့အေဂျင်စီကလူတွေကိုပေါ့နော်ဒီအလုံးနဲ့ပတ်သက်ပြီးတချို့အလုံးတွေကနော်မေးနောက်ပိုင်းအလုံးခေါ်ဆိုင်မှာမြင်တယ်တချို့အလုံးတွေကလေ မေးပြောမှန်းတော့တချို့အလုပ်တွေကလေအခြေခံလစာကုန်လေမပြောဘဲနဲ့လေအခြေခံလစာနဲ့ OT တွေညာဆိုင်တွေကိုပေါင်းပြီးတော့120ကျော်ရပါမယ်ဆိုပြီးတော့ခေါ်နေတဲ့အလုပ်တွေလည်းရှိရဲ့နော်မေးပြောဘူးလားမသိဘူးအဲ့ဒီကိစ္စအောင်အဲ့တော့ကျွန်တော်လေမေးပြောချင်တာကလေမေးတဲ့အဓိကအကြောင်းရင်းကဘာလို့ဆိုလို့ရှိရင်အခြေခံလစာကဘယ်လောက်ရမှာလဲ OT ကဘယ်လိုဝင်ရမှာလဲဘယ်လောက်ရမှာလဲ OT ရေးကိုတော့ဘလို့ပေးမှလဲညာဆိုင်ကတော့ဘယ်နဲ့ချိန်ဝင်ရမှာလဲဘလောက်ပေးမှလဲဆိုပြီးတော့တစ်ဖြက်ချင်းစီနေစေချင်တယ်ပေါ့နော် ဲ့တော့မှကိုကပြန်တွက်လို့ရမှာငါရဲ့အခြေခံလစာတော့ဘလောက်ရှိရဲအဲ့ဒါအောင်မှအခုံလှုပ်ရင်ဘလောက်လောက်ကြံနိုင်လဲအသက်တင်ဘလောက်လောက်ဒီလစာတွေ okay ပေါင်းပြီးပြီအဲ့တော့ကျတော့အခုံနှုတ်ပြီးပြီဆိုရင်တော့အသက်တင်ကိုလက်ထဲမှာဘလောက်လောက်ကြံနိုင်လဲပြီးတော့နောက်တစ်ခုအရေးကြီးဆုံးချက်ကဘာလဲဆိုလို့ရှင်ကိုကအလုပ်ထဲကိုစရရောက်ချင်းတမ်းပြီး OT မသိနိုင်ဘူးတမ်းပြီးညာဆိုင်မဝင်နိုင်ဘူးမေးပြတာဒီလားမသိဘူးကိုကဒီလုပ်ငန်းကိုလေးလာလေးလာရအောင်မယ်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးကျွမ်းကျင်အောင်လုပ်ရအောင်မယ်တကယ်ကိုလုံနိုင်ပြီဆိုတော့မှပဲညာဆိုင်လို့ ဟုတ်လားအချိန်ပိုလို့ OT လို့ဆိုတာပေးစင်တာလေအဲ့တော့ကြတော့တန်းပြီးတော့မရဘူးတော့အခြေခံလစာကပဲအရင်ဆုံးတန်းရမှာဒီပြောချင်တာသိလားမသိဘူးအဲ့ကြတော့ကိုကဒီလုပ်ငန်းပိုင်းဆိုင်ရာကိုကျွမ်းကျင်နေဆိုတော့မှကိုကို OT တွေညာဆိုင်တွေပေးရဖြစ်တဲ့အတွက်ကိုသူတို့ပေါင်းပြထားတဲ့လစာကတန်းမရတဲ့အလုပ်မျိုးတွေလည်းရှိရဲ့တချို့တန်းပြီးတော့အချိန်ပိုတန်းပေးမယ်တန်းဝင်ဝင်ပေးမယ်ဆိုအလုပ်မျိုးတွေလည်းရှိမှာပေါ့နော်ဒါပေမဲ့လို့တန်းပြီးတော့အချိန်ပိုညာဆိုင်တွေဆိုတာတန်းပြီးဝင်လေးဝင်တာမရှိပါဘူးပေးတဲ့ အလေးထားမျိုးမရှိပါဘူးကိုကလုပ်ငန်းပိုင်းဆိုင်ရာကိုကျွမ်းကျင်ပြီဆိုတော့မှပေးတာဖြစ်တဲ့အတွက်ကိုသူတို့ပြောတဲ့သူတို့ပေါင်းမိထားတဲ့ OD ညာဆိုင်တွေဆိုတာကကိုရရောက်ချင်းမှာတမ်းမရပါဘူးမေတို့ခိုင်းပေါ်ဆိုလို့ရှင်ပူအောင်ဆိုသေးတယ်ဘာလို့ရောဆိုလို့ရှင်လူနာတွေကွာမေတို့ဆိုလို့ရှင်မေလောက်ခဲ့ရတဲ့ခိုင်းပေါ်အလုပ်ဆိုလို့ရှင်ကွာနောက်ဆုံးအဆင့်လူနာတွေကိုမေတို့က ဒီပြုစုဆောင်ရှောက်ပေးခဲ့ရတာပေါ့နော်ဟိုအဆင့်နေခိုင်ပေါ်နဲ့ပတ်သက်ပြီးအဆင့်နေရှိရတဲ့မှာတော့မင်းတို့လုတ်ခဲ့ရတဲ့အဆင့်က၄နဲ့၅ချက်မှာရှိတဲ့အဆင့်ကိုလုတ်ခဲ့ရတာနောက်ဆုံးအဆင့်လူနာတွေကိုပြုစုဆောင်ရှောက်ပေးခဲ့ရတာဖြစ်တဲ့အတွက်ကိုကို့လက်ထဲမှာပဲဒီလူနာအများကြီးမူတည်ခဲ့အတွက်ကိုကို့အနေနဲ့မကြွန့်ကျင်ဘူးဆိုလို့ရှင်ညာဆိုင်လုံးဝမပေးဘူးညာဆိုင်ပေးဖို့အတွက်ကိုတို့အနေနဲ့အချိန်အများကြီးယူသေးတယ်လနဲ့ချီပြီးယူသေးတယ်တချို့ဆိုမလုံနိုင်တဲ့သူတွေဆိုလို့ရှင်တချို့ မလုံးနိုင်သေးတဲ့လူတွေသူတို့အတွက် safe မဖြစ်သေးတဲ့လူတွေဆိုလို့ရှိရင်နှဲ့နဲ့ချီလို့မရသေးတဲ့လူတွေတောင်ရှိတယ်။ညာပိုင်းပေးလို့မရသေးဘူးဆိုတဲ့လူမျိုးတွေတောင်ရှိတယ်ကွာ။သူစူးစမ်းမှုပုံမှာပဲမူတည်ရေပေါ့နော်။အဲ့တော့じゃတော့ ို့အနေနဲ့ကဒီရောက်ရောက်ချင်းမှာတန်းပြီးတော့လာစားကဒီသူတို့ရေးထားတဲ့လာစားမျိုးတန်းရမှာမဟုတ်တဲ့အတွက်ကိုမိအနေနဲ့မေးစေချင်ပါတယ်နော်အခြေခံလာစားဘယ်လောက်ရမှာတော့ခွဲပြီးတော့မေးစေချင်ပါတယ်အခြေခံလာစားဘယ်လောက်ရမှာတော့ OTR ဘယ်လောက်ရမှာတော့ပြီးရင်ညာဆိုင်ဆင်းရတဲ့အလုပ်မျိုးပေါ့နော်ဥပမာမိခိုင်ပေါ်နယ်ပဲပြောရမှာခိုင်ပေါ်ဆိုလို့ရှိရင်ညာဆိုင်ဆင်းရမယ်ညာဆိုင်ပတ်စံနေပါပေါင်းမိထားရဆိုရင်ညာဆိုင်ကိုအဲ့ဒီပတ်စံနေမှာအဲ့ဒီပတ်စံပေါင်းမိထားရဲမှာညာဆိုင်ဘယ်နဲ့ချင်းငါဆင်းရမှာတော့ဆိုတာမျိုးတွေကတွက်ကြည့်ပါနော် အဲ့ဒါကအရင်ရေးကြည့်ပါတယ်အဲ့တော့ကျတော့ပြီးရင်အခုနှုတ်ပြီးအသက်တင်ဘလောက်ကြံလဲဆိုတော့ကအတိအကမေးတင်ပါတယ်တချို့မြန်မာလေးတွေမောင်လေးတွေပေါ့နော်ဟိုရရလုံးနဲ့သွားမယ်ဆိုတော့ကလေးတွေရှိရေပေါ့နော်အဲ့တော့ကျတော့ဟိုဘက်ရောက်သွားတော့လစာ14000လို့3000လောက်လို့ဖြစ်နေရေကွာအဲ့တော့သူတို့အနေနဲ့အခုနှုတ်ပြီးတော့ဘလောက်မှမကြံတဲ့အပြင်အိမ်ကိုအောင်ပြန်မပို့နိုင်တဲ့ကလေးတွေအများကြီးရှိတယ်အဲ့တော့ကျတော့အဲ့ဒီအပိုင်းတွေလည်းတည်တည်ကြာကြာကြည့်စေချင်ပါတယ်အဲ့ဒီအပိုင်းတွေလည်းခွဲပြီးတော့မေးစေချင်ပါတယ်190ရရဲဆိုတာနဲ့ ကိုယ့်အတွက်အခြေခံလစာ1030ပေးတဲ့အလုပ်တွေလည်းရှိရေပေါ့နော်1030အထက်ရရဆိုတော့အဲကိုယ့်ရဲ့အခြေခံလစာက1030ကျုံတကယ်ရတာလားဒါမှမဟုတ်ရင် OTA ညာဆိုင်တွေပေါင်းထားသေးလားဆိုတာလည်းတိတိကျကျလေးမေးစီချင်ပါတယ်နော်အဲဒီဟာလေးတခုအကြံပေးချင်ပါတယ်ဟုတ်ကဲ့မေကိုတခြားသိချင်တာရှိလို့ရှင်လေအောက်ကကွန်မန့်မှာမေးတော့လို့ရပါရဲ့ရှင်မင်းနဲ့ဒီတာပေ့ချ်ကမေးပါရှင့်ကျေးဇူးတင်ပါတယ်